ုတော့အိုက်ကားတွေရဲ့အပြန်လန်းကဒဏ်ရာစစ်သားတွေကိုတည်ပြီးပါပေါ့နော်။ဒါရွှေတောင်ကဒါဂရင်တရားဆေးရုံကိုပို့ဆောင်နေရတဲ့အဖြစ်တွေဖြစ်နေတယ်ပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ဒါခုနကကိုသားချူပြစ်လိုက်တဲ့ဖူလီမမဘုံဒီကပေါ့နော်။၄၀မမဘုံဒီကကားတဲ့ကိုတက်တက်ဝင်သွားတာ။ဒီကောင်လေးအထိကိုက်အသေးဆုံးနဲသွားတာ။အမေ6ယောက်ကနဲတာလေ။6ယောက်73ယောက်69ယောက်တောင်မှထိကြိုက်တန်ရရပြီးတော့တေဆုံးနေများသွားတဲ့ဟာကိုသူနဲသွားတယ်လို့သိရအဲ့တော့ဘလောက်တောင်မှမျောမန်းထားလဲဆိုတော့မပြောတတ်ဘူးပေါ့နော် ္ဂလာပါဒီကနေ့ကဒါအော်တိုဘာလ3ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းထူးခြားဖြစ်စဉ်တွေသတင်းကောင်းတွေအများကြီးရှိတယ်အဲအဲ့ထဲကကျွန်တော်ရွေးချယ်ထားတဲ့သတင်းအဲ့ထဲမှာဖြစ်စဉ်အကြောင်းအရာတကယ်မိုက်တဲ့ဒီတိုက်ပွဲဖြစ်စဉ်တစ်ခုလည်းပါတယ်ပေါ့နော်အာစုံစုံစားစားလှုပ်ရတဲ့ဟာတွေရောဒါအနှောက်အယှက်တွေကြားတဲ့ကဘလို့အောင်မြင်မှုရအောင်လှုပ်ခဲ့ရတယ်ဆိုတာတွေရောတပ်ဖွဲ့တွေဒါကောင်းဆုံးပေါ့နော်လှုပ်ချင်သလိုလှုပ်ခွင့်ရခဲ့မယ်ဆိုရင်စစ်ကောင်စီဘယ်လောက်တောင်ထိနာမလဲဆိုတဲ့အကြောင်းတွေလည်း ကျွန်တော်တွေ့ကြရရှိတယ်။နောက်တစ်ခုကတော့အရခတက်တော်ရဲ့အမြဲတမ်းတန်ပန်းပန်နေစေဆိုတဲ့အကြောင်းအရာတွေပေါ့နော်။အခုဆိုရင်ကာဘာသာ6နားထီကိုရောက်နေပြီပေါ့နော်။အဲအဲ့လိုနားထီရောက်ပြီးတော့ဒါတချို့ကာကင်းစကန်တွေကိုထိုးစစ်ဆင်ပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းတွေလည်းပါတယ်။နောက်တစ်ခုကတော့အကြောင်းမဲဒါနောက်ချိုးပေါ့နော်အဲဒီလိုနေရာတွေကနေပြီးတော့ဆုတ်ခွာပေးလိုက်ရတဲ့အပေါ်မှာဒါသင်ကန်းစာတွေယူပြီးတော့ရှေ့ဆက်သွားမယ်ဆိုတဲ့အကြောင်းနေလေဒါ DNA လေးကပြောဆိုထားတယ်အဲအဲ့ဟာနေပတ်သက်လို့ကျွန်တော်ပြောကြမယ်ပေါ့နော်ပထမဆုံးဒီရှမ်းမြောက်ဒါရှမ်းပြည်မြောက်ပိုင်းကဒါကြောင်မဲကနေ လူအင်အားလက်နက်အင်အားဒါမမျှတာတော့ဘူးပေါ့နော်ဒါဆက်လက်ပြီးတော့ခုခံနိုင်ဖို့ခက်ခဲတာကြောင့်မလို့ခစ်တပ်ဆုတ်ပေးလိုက်ရတယ်ဆိုပြီးတော့တောင်းတက်မလို့ DNL ကဒါပြောဆိုထားတယ်ပေါ့နော်အဲ့တော့ကြောင်မဲနဲ့ဒါနောင်ချုံမျိုးကနေဆုတ်ခွာပေးလိုက်ရတဲ့အပေါ်သင်ကန်းစာယူပြီးတော့ဒါအားနှက်ချက်အားသာချက်တွေဒါတွေကိုပြန်လည်သုံးသပ်ပြီးဆောင်ရွက်သွားမယ်ဆိုပြီးတော့လည်းပြောဆိုခဲ့တာရှိတယ်ဒါပြောရေးဆိုခွင့်ရှိတဲ့သူဒါလွေးဦးကပြောထားတာရှိတယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့3လအတွင်းမှာပေါ့နော်တင်းယူထားတဲ့မြို့နှမြို့ပြန်ပါသွားတဲ့အပေါ်သင်ကန်းစာတွေအများကြီးရတယ် စစ်တပ်ရဲ့တံပြန်ထိုးစစ်ဆင်လာတဲ့အပေါ်ဟန်ပြတိုက်တာမျိုးမဟုတ်ကြောင်းနဲ့ဒါအကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးတော့စစ်ကော်မရှင်နဲ့နိုင်ငံရေးသဘောတူညီမှုလည်းဒါမရှိဘူးဆိုတဲ့အကြောင်းကိုဒါပြောသွားတယ်ပေါ့နော်အဲ့တော့ဒီမြို့နှမြို့ဒါရပီတာမြို့နှစ်ခုပြန်ပြီးတော့ပါသွားတယ်အဲ့တော့ဒီမြို့နှမြို့ပေါ့နော်ရပီတာမြို့နှမြို့ပြန်ပြီးတော့ပါသွားတယ်ဒါဟာလည်းဟုတ်တယ်စစ်ကောင်စီဘက်ကထိုးစစ်ဆင်တာအလုံးရင်းပုံစံမျိုးတွေနဲ့လှုပ်လာရရှိတယ်လက်နက်ခဲရအကုန်သုံးနိုင်တဲ့အနေအထားလှုပ်သွားတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပြန်ပြီးတော့ပေးလိုက်ရတယ်ပေးလိုက်ရတဲ့အပေါ်မှာ ီလိုမျိုးပုံစံမျိုးပေါ့နော်ဒါဆံမိုင်းမီဝင်ပန်းနဲ့ကျွန်တော်တို့ဒါပြောခဲ့သလိုပေါ့နော်ဒါပြီးသွားပြီဆိုတဲ့အခါမှာဘာကြောင့်ပြီးလိုက်ရတာလဲဆိုတော့ဒါကျွန်တော်တို့ဒါသင်ကန်းစာတွေအားနည်းချက်တွေအားသာချက်တွေဒါတွေကိုပြန်ပြီးစီစစ်ဖို့လိုတယ်အဲ့တော့အခုလိုမျိုးသားတကယ်ပြန်ပြီးတော့စီစစ်ပြီးတော့ရှစ်ဆက်ဒါလှုပ်ဆောင်သွားမယ်ဆိုရင်ပြန်ပြီးတော့အောင်မြင်မှုရနိုင်ခြင်းရှိတယ်ဆိုလိုတာကစစ်ကောင်စီဘက်ကလည်းဒါမျိုးပုံစံမျိုးလုပ်တယ် စစ်ကောင်စီကဒီနေရာတစ်ခုကိုလက်လွတ်ဆုံးရှုံးရပြီဆိုတဲ့အခါမှာဘာကြောင့်မလို့ဆုံးရှုံးတာလဲဆိုတဲ့ပုံစံမျိုးနဲ့တင်ကန်းစာဖော်ထုတ်တာတွေလုပ်တယ်။ပြီးရင်ချားတက်တွေကိုလည်းဒီဒီဖြစ်သွားတဲ့ဖြစ်စဉ်ရဲ့ဒါတင်ကန်းစာကိုပြန်ပြီးတော့ဝေမျှပေးတာမျိုးတွေလုပ်တယ်။အဲဒါကြတော့အဲ့လိုမျိုးဒါကြောင်မဲပဲဖြစ်ဖြစ်နောင်ချိုပဲဖြစ်ဒီလိုပြန်ပါသွားပြီဆိုတဲ့အချိန်မှာဒီလိုတင်ကန်းစာတွေဖော်ထုတ်ကြမယ်။ဘာကြောင့်မလို့လဲငါတို့ဘလို့ပုံစံမျိုးတွေကြောင်မလို့ငါတို့ဒီလိုမျိုးထိကြုံလဲရတာလေ။အဲ့ပုံမှာရလာတဲ့တင်ကန်းစာတွေကိုကိုတက်ဖွဲ့တွေမဟုတ်ပဲနဲ့ချားတက်ဖွဲ့တွေစီကိုပါပြန်ပြီးတော့ဒါလက်စင်ကန်ပြောပြတာမျိုးအာကြောင်မဲတုန်းကတော့စစ်ကောင်စီကဒီလိုလုပ်သွားတယ်။ နောက်ချိုတုန်းကတော့ဒီလိုလှုပ်သွားတယ်အဲ့ချိန်မှာဒါဂျုံဘက်ကဒီရီဒီရီအားနေခဲ့ဒါရီဒါရီအားသာခဲ့တယ်ဆိုပေမဲ့ဒီလိုလှုပ်လာတဲ့ပုံမှာဘယ်လိုမျိုးပြန်ပြီးတော့ပြုပြုပြင်ပြီးတော့တုံ့ပြန်ကြမလဲဆိုတဲ့အကြောင်းတွေကိုတခြားတပ်ဖွဲ့တွေစုကလည်းလက်ဆင့်ကမ်းပြောပြမေးရမျိုးတွေဒါလှုပ်တင်တယ်လို့ဒါယူဆတယ်ပေါ့နော်ဘာလို့လဲဆိုတော့စစ်ကောင်စီကလည်းပြောထားတာရှိတယ်နောက်ချိုကိုရပြီးသွားတဲ့ချိန်မှာနောက်ချိုကိုတိုက်တဲ့ပုံစံအတိုင်းအခြားနေရာတွေအခြားမြို့တွေကိုလည်းအဲ့တိုက်နည်းစနစ်အတိုင်းတိုက်ပြီးတော့ပြန်ယူမယ်ဆိုပြီးတော့ဂျုံသွားတာရှိတယ် အဲ့တော့အဲ့ပုံစံတိုင်းလုပ်နေတာဖြစ်တဲ့အတွက်နေရာအနှံ့မှာစစ်ကောင်စီရဲ့ထိုးစစ်တွေကရှိလာနေတယ်။အဲ့လိုရှိလာနေတဲ့ထိုးစစ်တွေကိုပြန်ပြီးတော့တုံ့ပြန်နိုင်ဖို့ခုနလိုသင်ကန်းစာတွေဖော်ထုတ်တိုင်ဖို့ကအရင်အရေးကြီးတယ်ပေါ့နော်။အဲ့တော့အဲ့လိုပုံစံမျိုးလုပ်ကြဖို့အရေးကြီးပါတယ်။နောက်တစ်ခုကတော့ဒါ TNL ကပြောသွားတဲ့အထက်မှာဒါစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေပေါ့နော်။အဲ့လိုထိုးစစ်ဆင်လာတဲ့ပုံမှာဟန်ပြတိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့အကောင်းဆုံးခုခံကာကွယ်ခဲ့တဲ့ဒါလက်ခံပါတယ်။ဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေမြေပြင်မှာအများကြီးပဲထိခိုက်တွေရှိကြတယ်။ဒါအပြန်လဲပြကြခတ်ကြတာဖြစ်တဲ့အတွက်ပေါ့နော်။ အာတကယ်သာဟန်ပြဆိုရင်ဒီလိုပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ဟာကိုလည်းအားလုံးကနားလည်ကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဒါလုတ်ခဲ့တာတောင်မှပဲကျွန်တော်တို့ပြန်ဆုတ်ပေးလိုက်ရတယ်ဆိုတဲ့အပေါ်မှာပြည်သူကဒါစိတ်ပြတ်အားရတာမျိုးရှိတာပေါ့ဗျာအဲ့လိုရှိတဲ့အတွက်ဒါတပ်ဖွဲ့တွေအပေါ်မှာညဉ့်ညင်တာမျိုးတွေလည်းရှိကောင်းရှိမယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒါဒီချိန်မှာအကုန်လုံးလက်တွဲညီညီနဲ့လှုပ်ဆောင်ကြမယ်ဆိုရင်ဒီဟာကနေပြီးတော့ပြန်ပြီးဒါပြန်ပြီးအောင်မြင်နိုင်တဲ့အဆင့်မျိုးတွေထိသွားလာနိုင်မယ်လို့လည်း ယုံကြည်တယ်ပေါ့နော်အအဓိကတော့ဒီဟာတွေကိုတင်ကန်းစာဖော်ထုတ်နိုင်မှုကအရင်မဲ့အရေးကြီးပါတယ်အဲ့တော့စစ်ကောင်စီနဲ့သဘောတူညီထားတာမရှိဘူးဆိုတဲ့ဟာမျိုးကြီးလည်းပြောသွားတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကအခုဆိုရင်ဒါသူကဒီတပ်ဖွဲ့တွေရဲ့ဒါတင်ထားတဲ့နေရာတွေကိုလိုချင်တဲ့အခါတရုတ်စီကိုသွားပြီးတော့အပူကတ်တာလေ တရုတ်စီကိုတွားပြီးတောင်းစားတောင်းတောင်းတာပေါ့နော်အဲ့တော့တရုတ်ကဒီတပ်ဖွဲ့တွေပေါ်မှာနှီးမျိုးစုံနဲ့ဖိအားပေးတယ်လေသူတို့ရဲ့ပိုင်ဆိုင်မှုတွေတင်းပြစ်တာမျိုးတွေရှိတယ်သူတို့ရဲ့အကြီးအကဲတွေကိုဒါအခြေချုပ်ပုံစံမျိုးဖမ်းဆီးပြစ်တာမျိုးတွေရှိတယ်အဘန်အကောင့်တွေပိတ်ပြစ်တာမျိုးတွေရှိမယ်ဒါမျိုးပုံစံမျိုးတွေလုပ်ခဲ့လို့ဒါ UWSA တောင်မှတော်တော်လေးထိခိုက်နစ်နာတယ်ဆိုပြီးတော့ပြောကြားလာတဲ့ဟာတွေရှိတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဲ့လိုဖိအားတွေကအစလွတ်ကင်းအောင်ငါတို့ဘလို့လုပ်ကြမလဲဆိုတဲ့နီလန်မျိုးတွေလည်းရှာဖွေကြဖို့တင့်ပြီလို့ဒီနေ့ကနေပြောချင်တာပေါ့နော်အဓိကတော့ ဒီလိုမျိုးတွေလှုပ်ဆောင်နိုင်မှုအတွက်ကဥဆောင်သူတွေကပို့ပြီးတော့တည်ပါလိမ့်မယ်။မြေပြင်မှာတိုက်ပွဲဝင်နေကြတာဖြစ်တဲ့အတွက်ပို့ပြီးတော့နားလည်ပါလိမ့်မယ်။အဲ့တော့အဲ့ဒီကနေပြီးတော့ဒါသူတို့ပြောရတဲ့အတိုင်းပဲအကောင်းဆုံးသင်ခန်းစာယူပြီးတော့ပြန်ပြီးတော့ရှေ့ဆက်လှုပ်ဆောင်ပြီးတော့အောင်မြင်မှုတွေရရှိဖို့အတွက်ကျွန်တော်လည်းဒါမျှော်လင့်ပါတယ်ဗောနော်။နောက်တစ်ခုကဒါကျွန်တော်ခုနပြောတဲ့ဒါမကွေးတိုင်းထဲကတိုက်ပွဲတစ်ခုအကြောင်းပြောပြ။အဲ့ဒါကဒါမကွေးတိုင်းတရက်မင်းလာလမ်းပိုင်းမှာဗောနော်စစ်ကြောင်းထိုးပြီးပြန်လာတဲ့ရွာတွေကိုစစ်ကြောင်းထိုးတာဗောအဲစစ်ကြောင်းထိုးပြီးပြန်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုစောင့်ကြိုပြီးတော့တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်6ရောက်တည်တယ်73ရောက် ဒါတန်ရရတယ်ဗောနော်ဒါမနေတော့မနေတဲ့အင်အားပဲဒီလိုမျိုးတိုက်ခိုက်နိုင်ဖို့အတွက်ကဒါတော်လိုင်းတက်ဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင်ဒီလိုတိုက်ခိုက်နိုင်ဖို့ဒါလွယ်ကူခဲ့တာတော့မဟုတ်ဘူးဗောနော်ဒါပေမဲ့အဲ့လိုလုံနိုင်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်တစ်ခုလုံးမှာအကြောင်းအရာတွေအများကြီးရှိတယ်တကယ်အားရစရာကောင်းတဲ့ဟာတွေကျွန်တော်ပြောပြမှာဗောနော်အဲ့တော့တက်ဖွဲ့တွေကခြုံကိုတိုက်ခိုက်တာအခြုံကိုတိုက်ခိုက်တယ်ဆိုတာအလစ်ငိုက်တိုက်ခိုက်တာဒီရန်သူရဲ့တည်င်းကိုရယူပြီးတော့ရန်သူလာနိုင်တဲ့လမ်းကြောင်းမှာစောင့်ကြိုပြီးတော့အောင်မြင်မှုရအောင်ဆွမ်းဆောင်ကြတာဖြစ်တယ် အဲ့တော့အဲဥစ္စာကတော်တော်လေးခက်ခဲတယ်။တည်င်းရဖို့အတွက်တို့ဘယ်လိုလုပ်ခဲ့လဲဆိုတာမသိပေမဲ့ပေါ့နော်။အဲ့တည်င်းပေးမဲ့နေရာတော့မဟုတ်ဘူး။တည်င်းပေးမဲ့သူတော့မရှိဘူးဆိုတဲ့အကြောင်းနဲ့လည်းသိရပါပေါ့နော်။အဲ့ဒါလည်းပြောသွားမယ်။အဲ့တော့ဒီတိုက်ပွဲကအော်တိုဘားလာ၂ရက်နေ့ညနေ၄နာရီမှာဒက်ပင်ရင်းနှံမောအနီးတရက်မင်းလာလမ်းပိုင်းနေရာမှာဖြစ်ခဲ့တာ။အဲ့နေရာမှာတော်တော်လေးတပ်ဖွဲ့တွေကပြင်းခဲ့တာပေါ့နော်။အထက်မင်းလာမြို့နယ်ဒါလင်ကင်ရက်စကန်ဘက်ကနေပြီးတော့ဒါချေးရွာတွေကိုဒါညညသူကညတော့အိပ်ပြီးတော့စစ်ကြောင်းထိုးတာ။၃ညအိပ်၄ရက်စစ်ကြောင်းထိုးခဲ့တဲ့စစ်တပ် ဲ့စစ်ကြောင်းပြန်လာတဲ့အချိန်မှာတပ်ဖွဲ့တွေကအခုလိုမျိုးခြုံခိုပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒါဆက်သွယ်မေးမြန်းတဲ့အခါမှာဗမာပြည်ကာကွယ်ရေးတပ်တပ်ဖွဲ့ဝင်ကုတာချူပြောပြချက်ရဆိုရင်အဲ့ဒီနေရာတွေကစစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တယ်တဲ့ဒီတပ်ဖွဲ့တွေကိုတရင်ပေးမဲ့လူလည်းမရှိဘူးထမင်းကျွေးမဲ့လူလည်းမရှိဘူးတဲ့အဲ့အဲ့နေရာတွေကပေါ့နော်အခုတိုက်ဝဲဖြစ်တဲ့နေရာတွေကပြီးရင်စစ်ကောင်စီအုပ်ချုပ်ရေးမှူးတယောက်ထင်းနဲ့လေပတ်နေတဲ့နေရာတွေလည်းဖြစ်တယ်အဲ့ဒီနေရာမှာတိုက်ဝဲတစ်ခါမှမဖြစ်ဘူးတဲ့ ဆိုကြတာအဲ့နေရာမှာတိုက်ပွဲဖော်ဆောင်မှုအတွက်သူတို့တွေဘလို့ရင်းနှီးခဲ့ကြသလဲဘလို့ကြိုးစားခဲ့ကြသလဲဆိုတာကိုအတိအမှတ်ပြုအောင်မှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာတွေကစစ်ကောင်စီစိုးမိုးထားတဲ့နေရာတွေဖြစ်သလိုစစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှုတွေကအစဒါလေပတ်နေတဲ့နေရာတွေတပ်ဖွဲ့တွေအတွက်ဆိုရင်ထမင်းကျွေးမဲ့လူလည်းမရှိဘူးတရင်ပေးမဲ့လူလည်းမရှိဘူးအဲ့တော့အဲ့လိုအနေထားကုညီမဲ့လူမရှိတဲ့အနေထားကနေပြီးတော့ဒီလိုမျိုးတရင်တွေကိုရယူနိုင်ခဲ့တာကတိုင်းတပ်ဖွဲ့တွေကိုတကယ်ချီးကျူးလေးစား အဲ့လိုရယူနိုင်တဲ့အပြင်ကမှသူတို့စိုးမိုးပါလေဆိုတဲ့နေရာထဲမှာသွားပြီးတော့တခါမှတိုက်ပွဲမဖြစ်ဘူးတဲ့နေရာမှာတိုက်ပွဲရအောင်ဖော်ဆောင်ခဲ့တယ်အောင်မြင်မှုရအောင်လှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ဟာကဒါတကယ်ချီးကျူးလေးစားရမှာဖြစ်တယ်အဲ့ဒီတိုက်ပွဲမှာဒါစစ်ကောင်စီကအထိကိတ်သေးဆုံးများသွားတဲ့အကြောင်းရင်းရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒါခုနကကိုသားချူပြစ်လိုက်တဲ့40မမဘုံဒီရပါတော့နော်40မမဘုံဒီကကားထဲကိုတက်တက်ဝင်သွားတာ တက်တဲ့အိမ်ဝင်ချသွားတဲ့အချိန်မှာအခုလိုမျိုးအဲအသေးဆုံးနေအထိကိုက်တွေများသွားတာဖြစ်တယ်ဆိုပြီးတော့သိရတယ်သူပြောတာဆိုရင်ဒါကျွန်တော်ပစ်လိုက်တဲ့40ဝမ်းမှာဘုံသီးရပါတော့နော်ဒီကားထဲကိုတက်တဲ့ဝင်သွားလို့အဲ့လိုမျိုးအထိကိုက်တွေအသေးဆုံးနေများသွားတာဆိုပြီးတော့ပြောရနောက်ထပ်အားရစရာရှိသေးတယ်တိုက်ပွဲရဲ့ကြာချိန်ကိုပြောပြတိုက်ပွဲရဲ့ကြာချိန်က3မိနစ်စစ်ကောင်စီဘက်ကပေါ့နော်အဲ3မိနစ်အတော်အတွင်းမှာဒီတိုက်ပွဲတပွဲကိုတော်လိုင်းတပ်ဖွဲ့တွေကဖန်တီးတဲ့အချိန်စစ်ကောင်စီဘက်ကတနက်တစ်ချက်တော့မှပြန်ပြီးမပြစ်နိုင်ဘူးတဲ့။လုံးဝမပြစ်နိုင်မဲနဲ့ဂစင်ကလျားနဲ့ထွက်ပြေးတာ။အဲ့လိုကိုဖြစ်တာ သူတို့လည်းတွေးထားအောင်ဒီနေရာကငါတို့စုံမထားတဲ့နေရာအဲငါတို့ကိုအန်ရပေးမယ့်ကောင်မရှိဘူးအဲ့လိုမျိုးဝုံချင်းဝုံချင်းနဲ့လဲခြာလဲခြာလဲသူတို့ကြောက်အောင်ဟာဘလို့ဖြစ်တာလဲဘလို့ဖြစ်ကြောက်လဲကြောက်တော့အောင်တည်ရမှာအဲ့ဒါနဲ့ဒါလုံးဝတနတ်တောင်မှပြန်ပြီးတော့တစ်ချက်မဖောက်နိုင်ပဲနဲ့ပေါ့နော်ဂစင်ကလျားနဲ့ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ဟာကိုသိခဲ့ရတယ်ဒါလဲအားရစရာကောင်းတယ်ပြီးတော့ ဒေါ်လာရင်းတက်ဖွဲ့တွေရဲ့တမိုင်းမှာပေါ့နော်အခုနေဦးဒေါ်လာရင်းတမိုင်းမှာဒေါ်လာရင်းတက်ဖွဲ့တွေရဲ့ဆွမ်းဆောင်နိုင်မှု3မိနစ်ဆွမ်းဆောင်နိုင်မှုတွေကအများကြီးဖြစ်လာနေတယ်တကယ်ပြောတာဒါလိုက်ပြီးပြန်ရှာကြည့်3မိနစ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 ်ဆိုတော့ဒါတမိုင်းတွေကအများကြီးဖြစ်လာနေတယ်အောင်မြင်မှုတွေရခဲ့တဲ့3မိနစ်တမိုင်းတွေအများကြီးရှိလာနေတာတွေ့ရတယ်ပေါ့နော်အဲ့တော့သူကတိုက်ပွဲရဲ့ခံစားချက်တိုက်ပွဲတွင်းကခံစားချက်ကိုပြောပြတဲ့အခါကျတော့လည်းမိုက်တယ် ခံစားချက်ကတော့ဗောနော်ဒါစိတ်ကောင်းစီကိုမှတ်ဗလားကွာဆိုပြီးတော့အဲ့လိုပြုံပြုံကြီးပေါ့လေအဲ့လိုမျိုးကတကယ်ကိုမိမ့်မိန်နေပေါ့ဗျာပြုံပြုံကြီးနေကဲမှတ်ဗလားကွာဆိုတဲ့ပုံစံမျိုးနဲ့အဲဒီလိုတွေ့ထုံနိုင်ရတယ်ဆိုတဲ့ဟာကိုကိုယူဝက်သားဆောင်နဲ့ပြောသွားတယ်ဗောနော်အဓိကတော့စိတ်ကောင်းစီကိုဒီလိုမျိုးလှုပ်လိုက်လိုက်တဲ့အပေါ်မှာတော်တော်လေးကိုတပ်ဖွဲ့တွေကဂုံယူနေတဲ့ပုံစံမျိုးရှိပါတယ်အဲအခက်ခဲတွေအများကြီးရှိတယ်တရင်ပေးမဲ့လူတော်မရှိဘူးထမင်းကျွေးမဲ့လူမရှိဘူးဒါတော့မှပဲတိုက်ပွဲတစ်ခါမှမဖြစ်ဘူးတဲ့သူတို့လုံးဝထိန်းချုပ်ထားပါတယ်ဆိုတဲ့နေရာတစ်ခုမှာအခုလိုမျိုး အောင်မြင်မှုရအောင်လုပ်နိုင်တယ်ပြီးရင်လုံးဝမြန်မြန်ဆန်ဆန်ပေါ့နော်3မိနစ်ဆိုတဲ့တိုင်းတာဘာမှမရှိဘူးဒါပေမဲ့အဲ့လိုအတော်အတွင်းမှာဒီလောက်ထိအောင်မြင်မှုရအောင်လုပ်နိုင်တယ်ပြီးရင်စစ်ကောင်စီအရန်ကိုကြွေးကြော်တယ်ဒေါ်လိုင်းတပ်ဖွဲ့တွေကိုဘလို့ပဲညာဆိုပြီးတော့အရန်ကြွေးကြော်နေတဲ့စစ်ကောင်စီကိုလုံးဝတနက်တစ်ချက်တော့မဖောက်နိုင်မင်းနဲ့နောက်ကြောင်းပြန်လှည့်ပြီးတော့ကစင်ကလေးထွက်ပြေးအောင်ဒီလုံနိုင်ခဲ့တဲ့အောင်မြင်မှုကတကယ်အားရစရာကောင်းတယ်ပေါ့နော်အထိနာသွားတဲ့ဒါစစ်ကောင်စီကဒါကပ္ပစာ1မလွန်ပေါ့နော်အဲ့ဒီကနေပြီးတော့အင်အား100လောက်ပါတယ်4က lazy နဲ့အဲ့တိုက်ဝဲဖြစ်တဲ့နေရာကိုနောက်တစ်ခေါက်ပြန်လာတယ် ပြန်လာပြီးတော့ဗာလဲဆိုကားတော်မှမရဖဲနဲ့အဲ့မှာလက်နဲ့ကြီးတွေလက်နဲ့ငယ်တွေအမျိုးစုံပေါ့နော်အဲပြစ်ခတ်ပြီးတော့ပေါ့နော်ဘေးနားတွေကိုရန်တမ်းပြစ်ခတ်တာတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်အပြန်လမ်းတစ်လျှောက်မှာလဲသူအဲ့ဒီအလောင်းနေဒီထိကိုက်တန်ရရတဲ့ကောင်တွေလာတဲ့တော့ဗျာစစ်ကူလာတာပေါ့ပြောရရင်တော့အပြန်လမ်းတစ်လျှောက်မှာလဲသူကမဲမဲမြင်ရပြစ်ခတ်ပြီးတော့အရှိန်မြင့်ပြီးတော့မောင်းပြေးသွားအရှိန်ကိုမနေရဘူးအရှိန်ကိုမကြရဘူးအဲ့လိုပုံစံမျိုးနဲ့မောင်းပြေးသွားရပေါ့နော် တည်တဲ့ကောင်တွေကိုကာပါစာနှစ်ထဲကိုတည်သွားတယ်ပြီးရင်ထိခိုက်တန်ရာရတဲ့ကောင်တွေကိုလည်းကာပါစာနှစ်ထဲမှာကြိတ်ပြီးတော့စိတ်ကုသနေတယ်ဆိုတဲ့ဟာကိုလည်းသိရတယ်ဗောနော်အဲ့တော့ဖြစ်စဉ်အပေါ်ကိုလိန်ထားပြီးတော့တတ်ထားတယ်ဆိုရင်လည်းဒါလေးပြန်ပြီးတော့ပြောပြပေးလိုက်ဗောနော်နောက်တစ်ခုကဒါတိုက်ပွဲဖြစ်ပွားတဲ့အတောတွင်းမှာဗောနော်ဒါလည်းအရေးကြီးတယ်တိုက်ပွဲဖြစ်ပွားစဉ်အတောတွင်းမှာအဲ့3မိနစ်လောက်ပဲတိုက်ပွဲဖြစ်ပါတယ်ဆိုအဲ့ဒီအတောတွင်းမှာကိုပဲဒါဒီဒေသခံအရက်သားဒီကုန်တင်ကားတစ်စီးကတိုက်ပွဲနေမြေတဲ့ရောက်ချလာလို့ သူတို့တော်တော်လေးကိုခက်ခဲခဲခဲဒီတိုက်ပွဲကိုဖော်ဆောင်ခဲ့ရတယ်ဆိုတာကိုလည်းသိရတယ်သူတို့မှလက်နေကြီးလက်နေငယ်ပါတယ်ဒီကောင်တွေကိုကြည့်ရတာဗျလုံးဝဒီစစ်ကြောင်းကိုအပြက်ချိန်မုံနိုင်ရင်ချိန်မုံမဲ့ပုံစံမျိုးနဲ့စော်ကြတာအဲအဲ့လိုသွားစော်တဲ့အချိန်မှာအခုလိုမျိုးဒါမမျော်လင့်တဲ့အခက်ခဲအတားအဆီးတစ်ခုဖြစ်လာအဲ့ဒါကတော့ဒါရတားပြည်သူရဲ့ကားအဲ့ကားရောက်လာတဲ့အချိန်မှာသူတို့လည်း ဒီအရေးကိုတော့ဒါပြည်သူရှိရဲ့ကြားရရမှာပေါ့နော်ပြည်သူကထိကျင်ထိကွာဆိုတဲ့စိတ်မျိုးနဲ့တို့ပဲလှုပ်ရမလဲပြီးတော့ကိုကမလှုပ်ဘူးဆိုရင်တော့မစစ်ကောင်စီကလှုပ်လာနိုင်တယ်အဲဒါကြတော့တိုက်ပွဲကိုအမြန်ဆုံးဖြတ်ပြီးတော့တို့စိတ်ကြိုက်ပေါ့နော်စိတ်ထင်တိုင်းလှုပ်ခွင့်မရခဲ့တဲ့အနေထားဒါကြောင့်မလို့ဒါသူကပြောတဲ့အချိန်မှာကျွန်တော်တို့အဲ့လိုမျိုးလှုပ်ခွင့်မရလိုက်လို့ဒါဒီကောင်နေအထီးကိုက်အသေးဆုံးနဲသွားတာမဲ6ယောက်ကနဲတာလေ6ယောက်73ယောက်69ယောက်တော့မှထိကိုက်တန်ရရပြီးတော့အသေးဆုံးနဲများသွားတဲ့ဟာကိုသူနဲသွားတယ်လို့သိရအဲ့တော့ဘလောက်တောင်မှမြုံမန်းထားလဲဆိုတော့မပြောတတ်ဘူးပေါ့နော်တကယ်သာအဲ့လိုမျိုး ဒါမမျော်လင့်တဲ့အတားအဆီးတစ်ခုသာမရှိလာခဲ့ဘူးဆိုရင်တပ်ဖွဲ့တွေကအများကြီးပဲအကျိုးမြတ်ရမယ့်အနေထားလို့ဒါကျွန်တော်မြင်ရတယ်အပိုင်ဆောင်ပြီးတော့ပြင်းတဲ့အနေထားဆိုတော့ဗျာတကယ်လည်းအကျိုးမြတ်ရနိုင်နေရှိတယ်စစ်ကောင်စီကလည်းသူ့အတွက်ဒါအလင့်ငိုက်ပုံစံမျိုးတွေကြီးပဲတိုက်ခိုက်ခံနေရတော့ဘာမှကိုပြန်ပြီးတော့လုံနိုင်လိုက်တာမဟုတ်ဘူးအဲ့လိုအနေထားဆိုရင်ဟာဘလောက်တော့ကြည်ကောင်းလိုက်မလဲပေါ့နော်ဒါပေမဲ့ပြည်သူ့ရဲ့ကာဒီကုန်တွေကတစ်စီးရောက်လာတဲ့အချိန်မှာဒါကတော်တော်လေးခက်ခဲဖြစ်သွားတဲ့ပုံစံမျိုးမြင်တွေ့ရတယ်ပေါ့နော်ဒါကလည်း ဒါကြောင့်တို့သတိထားရမယ်ဒီဥစ္စာအတွက်ကတော့ဒါကြောင့်အကျိုးမြတ်များခြင်းနေပါစေပြည်သူအတွက်လှုပ်လှုပ်နေတဲ့ပြည်သူကာကွယ်တပ်ဖွဲ့တွေဖြစ်တဲ့အတွက်ပြည်သူကိုတကယ်ကာကွယ်ရမှာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီဒီအောင်မြင်မှုအတွက်ကတော့တကယ်ကြီးကျူးဂုဏ်ပြုပါတယ်ပြီးတော့ဒါစစ်ကောင်စီကဂျိန်းွားတယ်တဲ့အဲ့ဖြစ်စဉ်ဖြစ်ပြီးရဲ့အချိန်မှာပေါ့နော်သူကအဲ့လိုတိုက်ခိုက်ခံရတဲ့နေမျိုးကိုသူကမကြခင်စစ်ကြောင်းထိုးမယ်ပေါ့ဒါကတော့စစ်ကောင်စီလုံနေကြအရာပဲတိုက်ခိုက်သည်ဖြစ်စေမတိုက်ခိုက်သည်ဖြစ်စေဘယ်နေရာပဲဖြစ်ဖြစ်ဒါမနေ့ကပူပန်ချက်ဖြီသွားသလိုပေါ့ဗျာ ကျွန်တော်တို့သွားပြီးတော့တိုက်တိုက်မတိုက်တိုက်စစ်ကောင်စီကစစ်ကြောင်းတွေထိုးပြီးတော့ကြေးရွာတွေကိုမိရှုနေတာပဲပြည်သူတွေစစ်ပေးရှောင်နေရတာပဲပေါ့နော်အဲ့တော့မတိုက်ဖဲနဲ့ဒီတိုင်းသူတို့လှုပ်သမျှကိုညှိခံနေရမလားကိုကသွားပြီးတော့ဒီကောင်တွေကိုထိနာအောင်အင်အားနှဲအောင်အခုနလိုမျိုးတေဆုံးနေများအောင်တိုက်ခိုက်မလားဒါပဲရှိတယ်ပေါ့နော်ဒါပြည်သူကလည်းဒါကိုနားလည်လက်ခံကြတယ်အဲ့တော့စစ်ကောင်စီဘက်ကဒါနဲ့ပတ်သက်လို့အထိနာသွားတဲ့အချိန်မှာကျိန်းွားတာရှိတယ်တဲ့နေမြေလာရှင်းမယ်ဒီနေရာကိုစစ်ကြောင်းထိုးမယ်ပေါ့နော် ဲ့လိုကြိမ်းွားခဲ့တယ်သူတို့ရဲ့အပြန်လန်းတစ်လျှောက်မှာလည်းသူတို့ကိုထောက်ခံတဲ့သူတွေကိုသူကအားပေးစကားပြောပြီးတော့အခြားဒါသူတို့ကိုမထောက်ခံတဲ့သူတွေကြတော့တွေ့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြိမ်းွားသွားတာရှိတယ်ပေါ့နော်တွေ့ကြသေးတာပေါ့ဆိုပြီးတော့ကြိမ်းွားခဲ့တာရှိတယ်ဘလောက်တော့မှမယိုင်းဆုပ်ပဲ့တဲ့ကောင်နေလဲဆိုတော့ဘာဆိုင်လဲကျွန်တော်ပြောတော်လိုင်းတက်ဖွဲ့ကိုလှုပ်လေဗီဒီယိုမလှုပ်နဲ့လေတော့ပြောဟုတ်တယ်မလားအခုနေရာဒေသအနှံ့တော်တော်များများမှာမြင်တွေ့နေရတာကစစ်ကောင်စီကပြည်သူကိုပဲမမတ်ရန်လှုပ်နေတာအခုကြောင်မဲကြောင်မဲဆိုလဲအဲ့လိုပုံစံမျိုးပဲလှုပ်နောင်ချုံမာတော့လည်းအဲ့လိုပုံစံလှုပ်တယ်အခုမိုးကုတ်လည်းအဲ့လိုပုံစံဖြစ်ပြန် ပြင်းရခိုင်ဘက်မှာလည်းအဲ့လိုပဲဘာမှတိုက်ပွဲတွေမရှိတဲ့နေရာပြည်သူတွေပဲနေတဲ့နေရာပေါ့နော်အညာဘက်မှာဆိုမနေဘူးဟာဂျိုင်ရိုကော်ပရာနဲ့လာလိုက်ပရာမိုတာနဲ့လာလိုက်လေးချောင်းနဲ့လာလိုက်ဒီလိုမျိုးပုံစံမျိုးတွေနဲ့ပုံကျဲတိုက်ခိုက်နေတာတွေကတောက်လျှောက်ပဲအဲ့တော့တော့သူတို့ကိုဒါလက်နက်နဲ့ပေါ့နော်ပြန်ပြီးတော်လန်တိုက်ပွဲဝင်နေတဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုတော့ချီချမ်းအောင်ကြောက်တယ်လက်နက်မဲ့ပြည်သူကိုကြတော့နိုင်ကျင့်တယ်လက်နက်နဲ့ပေါ့နော်အဲ့တော့အဲ့လိုကောင်မျိုးတွေအမြန်အမြင့်ဖြတ်နိုင်ဖို့အတွက်တော်လန်ရေးတပ်ဖွဲ့တွေဒီထက်ပို့ပြီးတော့အင်အားတောင့်တင်းဖို့လိုတယ်အထောက်ပံ့တွေအများကြီးလိုအပ်တယ်ဆိုတာလည်းပြောချင်တယ်ပေါ့နော်အဲဒါတွေကြောင့်မလို့ပဲဒါ ်အာဒီတပ်ဖွဲ့တွေကပေါ့နော်အပြည်သူတွေအနေနဲ့ပေါ့နော်ဒါဒီလိုမျိုးစစ်ကြောင်းထိုးလာတာရှိလာနိုင်တဲ့အတွက်သတိထားကြဖို့ပြီးတော့ဒါစစ်ကောင်စီရဲ့ဒါယင်နေပေါ့နော်ယင်နေဒါဆိုတာဒီကားတွေပေါ့နော်အဲ့လိုစစ်ကားတွေပါနေဆိုရင်အ ਨੇ စုံမီတာ300လောက်ကနေခွာပြီးတော့လိုက်ဖို့ပြီးရင်လုံးဝကတ်ပြီးတော့မလိုက်ဖို့ပြီးတော့တိုက်ပွဲပြက်တန်ခတ်တန်ကြားတယ်ဟဲ့ဆိုရင်လည်းအဲဘေးလွရာနေရာမှာခစ်တရက်ပြီးတော့ပေါ့နော်ဒါရှောင်ကြဖို့ပေါ့နော်ခဏလောက်ဒါတိခံပြီးတော့နေပေးကြဖို့ဆိုတဲ့ပုံစံမျိုးလေးတွေ ဒါမြစ်တာရက်ခံတောင်းဆိုနိုင်တယ်ရှိရပေါ့နော်အဲ့တော့ကျတော့အဲ့ဟာတွေကလည်းပြည်သူ့အနေနဲ့အမြဲတမ်းနားဆွင့်နေတင်ပါတယ်စစ်ကောင်စီရှိတဲ့နေရာတိုင်းမှာတိုက်ပွဲဖြစ်နိုင်ခြင်းရှိတယ်ဒါကိုလည်းသိထားဖို့လိုတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေဆိုရင်တော့သွားမသိဘူးအဲ့ဒါတော့အဲ့လိုမှမဟုတ်ဘဲနဲ့ဒေါ်လန်တပ်ဖွဲ့တွေဘက်ကိုထောက်ခံတယ်ဒေါ်လန်ပြည်သူတယောက်ဖြစ်တယ်ဆိုရင်တော့ဒါတွေကတော့အဓိကဒါပြည်သူတွေကိုတောင်းဆိုထားတဲ့ဒေါ်လန်တပ်ဖွဲ့တွေရဲ့စကားကိုတော့အလေးထားလှုံ့ဆော်ပေးသင့်တယ်လို့မြင်မိတယ်ပေါ့နော်အဓိကတော့သူတို့တွေအခုလိုပြောတယ်ဆိုတာကလည်းပြည်သူတွေမထိခိုက်အောင်ပြောခြင်းဖြစ်တယ်ပြီးတော့စစ်ကောင်စီက ပြည်သူကိုရန်တမ်းပြီးတော့အနေနဲ့ပြုတ်လာတယ်ရှိတယ်ပေါ့နော်။တလိုင်းတပ်ဖွဲ့ကမဟုတ်ဘဲနဲ့ပြည်သူကိုပဲရန်တမ်းပြီးတော့အနေနဲ့ပြုတ်နေရဖြစ်တဲ့အတွက်ဒါစစ်ကောင်စီရဲ့အနေနဲ့ပြုတ်ခြင်းကဝေးအောင်လို့လည်းအခုလိုမျိုးမြစ်တာရခန်တောင်းဆိုတာဖြစ်တယ်ဆိုတာလေးလည်းသိစေချင်တယ်ပေါ့နော်။နောက်တစ်ခုကအားရစရာရှိတယ်။အဲ့ဒါကကပ္ပစာ6အဲကပ္ပစာ6ဆိုတဲ့နေရာနားထိကိုတလိုင်းတပ်ဖွဲ့တွေကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုတဲ့အကြောင်းကိုသိရတယ်။အဲ့ဒါကဒါပဲခူးတိုင်းပေါ့နော်။အုတ်ရှိပင်မြို့နယ်တွေကကပ္ပစာ6နီးကဆင်လန်းကျေးရွာ အဲ့ဆိုင်လန်ကျွရကတော့ဒါတိုက်ပွဲတွေဇက်တိုက်ဇက်တိုက်သလိုဖြစ်နေတာတွေများလာပြီပေါ့နော်အဲ့နေရာမှာဒါကာကင်းစခန်းနှစ်ခုကိုလည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်အဲ့လိုသိမ်းပိုက်ပြီးတော့အခုထပ်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကအကြအဆုံးအထီးခိုက်များစွာနဲ့ပြန်ပြီးတော့ထွက်ပြေးနေရတယ်ဆိုတဲ့အကြောင်းတွေလည်းသိရတယ်အဲ့တော့စက်တင်ဘာလဒါပထမအပတ်မှာကလေးကဒါဆင်လန်းရွာကာကင်းစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ကာကင်းစခန်းနှစ်ခုကိုတင်စီရရှိခဲ့တယ်။အဲဒီအကြောင်းလဲကျွန်တော်ရှေ့မှာပြောခဲ့ဘူးလေ။အခုကြံတဲ့နောက်ထပ်ကာကင်းစခန်းတွေကိုထပ်ပြီးရောပြင်းပြထန်ထန်ထိုးစစ်စင်တိုက်ခိုက်နေတာဖြစ်တယ်ပေါ့နော်။အဲ့တော့အာခတ်တက်တော် AA နဲ့ပူပေါင်းတက်ဖွဲ့တယ်။တကယ်ကိုတည့်ရပိုင်းမှာလက်စွမ်းနေပြနေတာ။ ARD တိုင်းမှာဆိုလဲချရတယ်။ပကိုးထဲမှာဆိုလဲအခုချရတယ်။ပြီးရင်ဒါ မကွေးတဲမှာဆိုလဲချရဲပေါ့နော်ဇက်တိုက်ဆိုသလိုအောင်မြင်မှုတွေရအောင်ဖန်တီးနေတာတွေတွေ့ရတယ်စစ်ကောင်စီကတော့ကျုံးဝါနေတာပဲအဲ့ဘက်မှာအတန်ပြန်ထွက်နိုင်ဖို့ဒါပေမဲ့အခုချိန်ထိအတန်မထွက်နိုင်ပဲနဲ့ဒေါ်လိုင်းတက်ဖွဲ့တွေရဲ့အောင်မြင်မှုသတင်းတွေပဲစူညံနေတာတော့ဒါမတက်နိုင်ဘူးပေါ့နော်အဲအကြံဆုံးတွေများပြီးတော့ထိနာသွားတယ်စစ်ကောင်စီကလေရင်တွေ drone တွေအမြောက်လက်နက်ကြီးတွေကိုဇက်တိုက်ဆိုသလိုရန်တမ်းပစ်ခတ်တာတွေလည်းလုပ်သလိုဒေါ်လိုင်းတက်ဖွဲ့တွေရှိနိုင်ပါတယ်ဆိုတဲ့နေရာတွေကိုခံမှန်းပစ်ခတ်တာမျိုးတွေလည်းလုပ်နေတယ်အဲ့ဒီဘက်ကတိုက်ပွဲတွေမှာအခုချိန်စစ်ကောင်စီကနီးပညာမြင့်ဒါတရုတ်ထုတ် drone တွေကို ပုံမှုပြီးတော့အသုံးပြုလာနေတယ်ဆိုပြီးတော့လည်းမြေပြင်စီးရေးသတင်းအမြင့်တွေစီကနေပြီးတော့ကျွန်တော်သိရတယ်ပြီးတော့ဒဏ်ရာရစစ်သားတွေပေါ့နော်ဒဏ်ရာရစစ်သားတွေကိုသူဘယ်လိုလုပ်လဲဆိုရီရနော်ဟာတာအဲ့ဒါကသူတို့ရှေ့ပိုင်းမှာအင်အားဖြည့်ဖို့လာတဲ့စစ်ကားတွေရှိရလေ Air Force ကားတွေအိုက်ကားတွေနဲ့ဒါသူတို့အင်အားတွေဖြည့်ကြတယ်အသေးတံပေါ့ဗျာအဲ့လိုဖြည့်ကြတယ်အခုတော့အိုက်ကားတွေရဲ့အပြန်လန်းကဒဏ်ရာရစစ်သားတွေကိုတည်ပြီးပေါ့ပေါ့နော်ဒါရွှေတောင်ကဒါဂရင်တရားစေယုံကိုပို့ဆောင်နေရတဲ့အဖြစ်တွေဖြစ်နေတယ်ပေါ့နော်အော်အင်အားလာပို့တယ်ပြီးရင်အင်အားပြန်ခေါ်သွားတယ်လာပို့တော့အကောင်ပဲပြန်ခေါ်သွားတဲ့အချိန်မှာအကျိုးအကမ်းပေါ့ အဲ့လိုပုံစံမျိုးနဲ့ပြန်ခေါ်သွားတဲ့အနေအထားတွေကြုံနေရပြီပေါ့နော်အဲ့တော့တိုက်ပွဲဖြစ်ပွားနေရာနဲ့အခုကာဘာစာ6နဲ့ဆိုရင်ဒါ6မိုင်9မိုင်ပဲကွာတော့တဲ့အနေအထားကြီးဖြစ်လာနေပြီတချို့ရက်တွေမှာဆိုရင်ကာဘာစာ6ထဲကဘန်ဂါလိုနေရာမျိုးတွေတောင်မှပဲအဲအာရခတက်တော့အေနဲ့ပူအောင်တပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တဲ့နေ့တွေရှိတယ်ဆိုပြီးတော့လည်းသိနေရတော့ဒါဟာလည်းအတက်ဆရာကောင်းသလိုစစ်ကောင်စီဒီကာဘာစာ6ထဲမှာရှိတဲ့သူတွေလည်းခေါင်းကျင်းနေလောက်ပြီပေါ့နော်အခုခုချိန်ထိတော့ဒီကာဘာစာ6စက်ယုံထဲမှာဒါဆက်တွေလက်ပတ်နေတော့မှရှိသေးတယ် ထုတ်လို့ရေးတွေဆက်ပြီးတော့လုံနေတော့မှရှိသေးတယ်သူတို့အတွက်ကလည်းမလုံလို့မရဘူးအသေးတံပဲသူတို့ဒီနေရာတွေကနေထုတ်လို့ပေးမှဒါနိုင်ငံအဝန်းလုံးမှာသူတို့အနေနဲ့ထိုးစစ်ဆင်နေတဲ့နေရာတွေကိုခရမ်းနေပို့ပေးနိုင်မှာဖြစ်တယ်အဲ့တော့ဒီကကုန်ကျန်းတွေကိုအဓိကထုတ်ပေးနေတာဖြစ်တဲ့အတွက်ဒီဆက်ယုံကလည်းအဓိကရေးပါတဲ့ဆက်ယုံဖြစ်တယ်အဲ့တော့အဲ့လိုဆက်ယုံကိုလည်းသူကဆက်ပြီးတော့လေပတ်နိုင်ဖို့အတွက်စူးစမ်းနေတယ်ဆက်ပြီးတော့လည်းလေပတ်နေတော့မယ်အဲ့တော့အဲ့ဥစ္စာကိုတိတက်ပို့ပြီးတော့ဖိအားပေးနိုင်ဖို့တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ကျွန်တော်တို့ကတော့များစွာမျှော်လင့်နေပြတကယ်ပြောတာ ဲ့တော့ဗကိုးတိုင်းအနောက်ချမ်းဒါပတောင်းတောင်ကုတ်လမ်းပိုင်းကဒါညောင်ကျိုးစကန်းအပါဝင်ပေါ့နော်မိုးထီစကန်းတောင်ပုံကြီးစကန်းအဲပကံခွဲစခန်းတွေကိုဒါတော်လိုင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်။ပြီးရင်ကာဘာစာ6ကပေါ့နော်လက်နက်ကြီးတကန်းဒီတော်လိုင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်နဲ့အဲကာဘာစာ6နဲ့ဆိုရင်လက်နက်ကြီးတကန်းဆိုတဲ့အကွာဝေးလောက်ထိကိုရောက်ရှိနေပြီးဖြစ်တယ်။ဒါဟာတကယ်ကိုအားရစရာကောင်းတဲ့အနေထားပေါ့နော်။ကြိုက်တယ်လို့ပြစ်ခွဲလို့ရတဲ့အနေထားတွေကမကြခင်ဖြစ်လာတော့မယ်လို့ဒါယူဆရတယ်။ဘကိုးတိုင်းထဲမှာဒါကာဘာစာ9ခုရှိပြီးတော့ပေါ့နော်။ အကောက်ဖက်သ3ခွန်း19ကဒါပြည်မှာရှိတယ်96 9 16ကဒါအုတ်ရှိပင်မှာရှိတယ်အဲ့တော့ဒီကောက်ဖက်သ15ခုရှိတဲ့မကွေးတိုင်းပြီးရင်အခုကောက်ဖက်သ9ခုရှိတဲ့ပဲခူးတိုင်းကဒုတိယအများဆုံးဒုတိယကောက်ဖက်သအများဆုံးနေရာတစ်ခုဖြစ်တယ်အဲ့တော့ဒီနေရာကလည်းစစ်ကောင်စီအတွက်တကယ်အသက်သွေးကြောနေရာတွေနေမြေတွေဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကတော့တကယ်အားရကျင်းတဲ့အခုလိုမျိုးဒါ တိုက်ပွဲတွေထိုးစစ်ဆင်ပြီးတော့ဗောနော်အချိန်နေမြင့်လာတဲ့အခါသလိုင်းတပ်ဖွဲ့တွေနဲ့အရခတ်တပ်တော်အေအေနဲ့ပူးပေါင်းအောင်ပွဲတွေကိုမြင်ရကြားရတာကတကယ်အတိုင်းအသိဝမ်းမြောက်တယ်ဗောနော်စစ်ကောင်စီဘက်ကတော့ဟုတ်တယ်ကျွန်တော်တို့မေးကြတယ်ဟဲ့အောင်ကြောင်ဝဲအချိန်နေလေးပြောပါဦးမင်းတို့လည်းပြန်မေးဦးမယ်ဒါဟဲ့အောင် ARD တန်းအချိန်နေလေးပြောဦးမကွေးတန်းအချိန်နေလေးပြောဦးဘကူကဟာလေးပြောဦးကြောက်ယူကဟာလေးပြောဦးအဲ့လိုပုံစံမျိုးပြန်ပြီးပြောဖလိုက်ရှင်တာဗောနော်အခုဒါညာဘက်ကအချိန်နေတွေကောင်းတဲ့နေရာအများကြီးရှိတယ်စစ်ကောင်စီဘက်ကအသေးလေးအသေးအတန်ပေါ့နော်ခုနကလိုတနက်တစ်ချက်မှတော့မဖောက်ဘဲနဲ့ပြေးရတဲ့ဖြစ်စဉ်တွေကအများကြီးရှိတယ်ဆိုတော့လေ ဒါဒေါ်လန်ပြည်သူတွေသိစေချင်တယ်ဗောနော်စစ်ကောင်စီကတော့တို့ရတဲ့နေရာလေးကို highlight လုပ်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 ပြီးတော့ပြောပါမှာเนาะဒါပေမဲ့ကျွန်တော်ဒီဘက်ကစူးစီးပြီးတော့ဗျာတနစ်တနစ်ကိုသိလားပြောမကိုရဟာရီပြောပေးဘကူကဟာရီပေးပေးအညာဟာရီပေးပေးရခိုင်ဟာရီပေး KIA ဘက်ကဟာရီပေးအဲ့အဲ့လိုပုံစံမျိုးနဲ့သာပြောမယ်ဆိုရင်စစ်ကောင်စီကကောင်နေရှက်ပြီးတော့မြေကြီးတဲများဝင်သွားမလားမသိဘူးဗောနော်အဲနောက်တစ်ခုကဒါကျွန်တော်ဒေါ်လန်တက်ဖွဲ့တွေနဲ့ interview လေးတွေလုပ်ဖြစ်တယ်ညှို့ဖြစ်တဲ့ရွေချက်ကလည်းဒါဒေါ်လန်ပြည်သူတွေသိပါလိမ့်မယ်ဒေါ်လန်တက်ဖွဲ့တွေကိုပို့ပြီးတော့တချို့တက်ဖွဲ့တွေကဗျာ ဒီမီဒီယာဘိုင်းနဲ့ပတ်သက်လို့သူတို့တွေမှာအားနေကြတယ်ပြီးရင်အချိန်ပေးပြီးမလုပ်နိုင်ကြဘူးအဲ့တော့သူတို့တပ်ဖွဲ့လေးတွေရဲ့လုံဆောင်ချက်တွေကိုတော်လန်ပြည်သူတွေတီးခွင့်မရဘူးအဲပြီးတော့အဲ့လိုမျိုးပုံစံမျိုးကြားတဲ့ကမှာပဲဒါစစ်ကောင်စီဘက်ကကောင်တွေက pitch အတူတွေလှုပ်တယ်လှုပ်ပြီးတော့တော်လန်ပြည်သူတွေကိုဒုက္ခပေးဖို့ကြိုးစားတဲ့ခါကျတော့ဆက်သွယ်ဖို့အတွက် ခက်ခဲတာတွေရှိတယ်သူတို့လှုပ်ရက်တွေသူတို့ရဲ့မြေပြင်ကတိုက်ပွဲအောင်မြင်မှုတွေပေါ့နော် အဲ့ဥစားရည်နဲ့ပတ်သက်လို့ပြည်သူတွေတိကွင်မရကြဘူးပေါ့ဗျာအဲ့တော့အဲ့ရွက်ချက်မျိုးတွေနဲ့ဒါကြောင့်ကတိကွင်ရအောင်တပ်ဖွဲ့တွေကိုပို့ပြီးတော့ကူညီပံ့ပိုးပေးနိုင်အောင်ဒါမျိုးပုံစံမျိုးလေးနဲ့လုပ်ကြရရှိတယ်အဲတချို့တော်လိုင်းတပ်ဖွဲ့တွေဆိုရင်တိုက်ပွဲဗီဒီယိုလေးတင်ပြီးတော့ပေါ့နော်အဲသူတို့အလုပ်တွေကိုပြန်ပြီးတော့ပြရတာရှိတယ်အဲ့ကြအဲ့ဥစားနဲ့ပတ်သက်လို့ချို့ပြည်သူတွေကကြတော့ AA လို့လုပ်ပါလား KI လို့လုပ်ပါလား KNU လို့လုပ်ပါလားဒါမျိုးပုံစံမျိုးတွေပြောကြရရှိတယ်ဗျာအာခြေတန်လုံရမယ်အာဘာဖြစ်ရမယ်ညာဖြစ်ရမယ်ပြောကြရရှိတယ် ဆိုတော့ဗျာဒီလိုမျိုးတိုင်းရင်းသားအဖွဲ့ကြီးတွေကြတော့တို့မှအခြေခံနေမြေတွေရှိတယ်တို့မှဒါဒါဒီလောက်ပိုင်ခွင့်နဲ့ပတ်သက်လို့ရပိုင်ခွင့်နဲ့ပတ်သက်လို့တို့မှရှိထားတဲ့အရင်မြစ်တွေရှိတယ်တို့အခြေခံနေမြေရှိတဲ့အတွက်ချို့ကျွန်တော်တို့ PDF တပ်ဖွဲ့တွေကအခုမှပေါ်ပေါက်လာတဲ့အဖွဲ့တွေဟာကိုထူကိုရပုံစံမျိုးနဲ့လုံနေရတဲ့အဖွဲ့တွေအဲ့လိုမျိုးအဖွဲ့တွေကိုကျွန်တော်တို့မှမထောက်ပံ့ဘူးသူကထောက်ပံ့ပါတယ်တို့မှဒါအရင်မြစ်တွေတုံးဆက်ပိုင်ခွင့်ဘာညာဆိုတာဘာမှမရှိသေးဘူး ်အခုမှစ조사နေရတဲ့ကာလတွေပေါ့နော်အဲ့တော့အဲ့လိုမျိုးရှိသွားပြီဟေ့ဆိုရင်တော့ရုပ်တက်ဖွဲ့တွေကတေးကြတဲ့အခုလောက်ထိဂျင်းနဲ့ချက်ထဲရောက်နေတဲ့ပြည်သူကိုထပ်ပြီးတော့အခုလိုမျိုးအခုညီတောင်းမှာမဟုတ်ဘူးသူတို့ကပြည်သူကိုပို့ပြီးတော့ကောင်းစေခြင်းနဲ့စိတ်ပဲရှိတယ်ပို့ပြီးတော့အဆင်ပြေစေခြင်းနဲ့စိတ်ပဲရှိတယ်အဲ့သူတို့တွေအခုလိုမျိုးအဆင်ပြေတဲ့ဘဝတွေရဖို့အတွက်အခုလိုတိုက်ပွဲဝင်ရတဲ့အခါလိုအပ်နေတဲ့အကူအညီကိုဒါတော်လန်ပြည်သူတွေစီကိုတောင်းရတယ်သူတို့ကပို့တော်မှမျက်နှာပူသေးတယ်အဲ့လိုမှကျွန်တော်တို့ကသူတို့တွေမတင်ပြဘူးဆိုရင်တိကွန်းမရကြပြန်ဘူး အဲ့လိုမှမသိဘူးဆိုရင်ဒီတက်ဖွဲ့တွေကိုကုမှမဟုတ်ပြန်ဘူးအဲ့တော့အခြားအဖွဲ့ကြီးနေတော့မနိုင်ပါနဲ့အဓိကတော့ကျွန်တော်တို့ဒီနေရာဒေသအသီးသီးမှာတော်လှန်နေကြတဲ့ဒါ local ဖွဲ့တွေရှိတယ်အမူရီတော့အောက်ကအဖွဲ့တွေလည်းရှိတယ်အများကြီးပဲပေါ့နော်ဒီတိုင်ဟာတိုင်ရင်နဲ့တိဆောက်နေရတဲ့အဖွဲ့အများကြီးရှိတယ်ဒီတက်ဖွဲ့တွေကကျတော့ဒါလုံလောက်တဲ့ကုညီထောက်ပံ့မှုတွေရကြတာတွေနည်းပါတယ်အကြပြည်သူတွေမှမကူညီဘူးဆိုရင်ဒီတပ်ဖွဲ့တွေကရှင်သန်ရည်တည်ဖို့အတွက်လည်းခက်တယ်အဲ့တော့အောင်မြင်တဲ့တိုက်ပွဲတွေတိုက်နိုင်ဖို့အတွက်ကလည်းဒီလိုမျိုးလေးတွေချပြမှာပဲသိရအဲ့တော့တပ်ဖွဲ့တွေကခုနောက်ပိုင်းတေချာလေးတော့လှုပ်ဆောင်နေကြပါတယ် ဒုံတိုင်ုံပုံစံမျိုးတွေနဲ့ပေါ့နော်လုံချွေးထိခိုက်စေနိုင်မဲ့ကိစ္စမျိုးတွေဆိုရင်မပြောဘူးမဖြေဘူးအဲပါလိုင်းတော့မှဒါဖျက်ပြတာတွေရှိတယ်အဲနောက်တစ်ခုကအဲ့လိုပေါ့သူတို့တင်တဲ့ဗီဒီယိုတွေမှာဆိုရင်လည်းအောင်မြင်မှုရပြီးတဲ့အချိန်ပြီးရင်သူတို့တွေလုံခြုံတဲ့နေရာရောက်သွားပြီးတဲ့အချိန်အဲပြီးတော့ဒီစစ်ကောင်စီနဲ့အလန့်ကွာသွားပြီးတဲ့စစ်ကောင်စီလလန်းမီမမီတော့တဲ့အနေထားမျိုးတွေရောက်ပြီးဆိုမှထုတ်ပြန်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီရန်ကုန်ငယ်ကိစ္စမျိုးတွေနဲ့အခက်အခဲတွေအများကြီးကြုံနေရတဲ့အဖွဲ့တွေကိုပြည်သူတွေမှမကူညီဘူးဆိုရင်ဘယ်သူတွေကူညီမလဲပေါ့နော်အဲ့တော့ တချို့ဟာတွေကြရင်အနေရကင်းစေခြင်းနဲ့စိတ်နဲ့ပြောတာတော့မှန်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ပြန်စဉ်းစားအမှာဒီတိုင်းလေးပဲဒါရသမျှဟာအကုန်လုံးကိုရအောင်တိုက်တယ်ရသမျှဟာအကုန်လုံးနဲ့တိုက်တယ်လုံးဝဘာမှမတင်ဘူးမသိဘူးဆိုရင်လည်းကုမဲ့ပြည်သူကလည်းကုမအခုမသိတဲ့အတွက်မကုနိုင်ဘူးပေါ့ဗျာ။အဲ့တော့အဲ့အပိုင်းလေးတွေမှာလည်းတပ်ဖွဲ့တွေကိုနားလဲပေးကြပါကျွန်တော်တို့ကောင်းမွန်တဲ့အကြံပြုမှုတွေနဲ့ဖေးမှပြီးတော့လက်တွဲပြီးတော့ရှေ့ဆက်သွားမယ်ဆိုရင်ဒီတဲ့အောင်မြင်တဲ့ဒါအချိန်ကာလတွေကိုရောက်မယ်လို့လည်းယုံကြည်ပါတယ်ပေါ့နော်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ရှေ့ဆက်ပြီးတော့တတ်နိုင်တဲ့အပိုင်းတွေမှာအကောင်းမြင်တဲ့စိတ်လေးနဲ့ကျွန်တော်ဝိုင်းပြီးတော့ လက်တွဲပြီးတော့ရှေ့ဆက်သွားကြပါမယ်။ကုညီသွားကြပါမယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။